ကျွန်တော်ပါစင်နဲ့သုံးတဲ့ကားရေးဆိုလဲကျွန်တော် EV အကုန်လုံးချိန်တယ်အထူးသဖြင့်ဒီမှာ NG ဆိုလို့ရှိရင်ကျွန်တော်ကယုံတယ် after sales service ကို service ကိုလုံးဝစိတ်ချရတာဖြစ်တဲ့အတွက်ယုံကြည်နဲ့ဆက်ပြီးတော့စီးနေဦးမှာညနေကျတော့ပြစ်ချက်တွေးပါပြီတဲ့ เนาะบาเลยสอมิกกี้เมาส์ไก่วาดาบาเด้เนาะมิกกี้เมาส์ก็เบลไก่วาดาสอไฮบริดโจไก่ตวาดาบาเด้อะกู MG4 อ่ะจนซีลาเนี่ย2เน่อื้อตวมากิโลบลောက်ตวาอยู่ว่าสอ5,000จ่อตวาอยู่ว่าพี่แล้วจ้ะจนก็อะกูจนละแท้ยောက်อ่ะ2เน่ปี้อยู่สอเฉยมาแล้วตวาดิแบตเตอรี่ SOH2 SOC2 สาติเนี่ยชีอ่ะตวยผู้แบตเตอรี่สาติเนี่ยดาดิอะกงลงตะซี้ลงเปลี่ยนပြီးတော့เช็คอัพลงออกมาบ่เนาะโอเคอ่ะสุแล้วလုံးလိုက်တော့ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာ day 2မှာသူတို့လုံးလိုက်တယ် day 3မနေ့လဲကြာတော့ကားပြန်လာယူလို့ရပါပြီတဲ့အားလုံးပဲမင်္ဂလာပါ မင်္ဂလာပါလို့သာနှုတ်ဆက်ရတာရင်ထဲမှာတော့တိတ်တော့ကောင်းမနေဘူးပေါ့ဗျ။ဘာကြောင့်လဲဆိုတော့ကျွန်တော် MG4 ကအခုဒီဂျွန်လာမှာဆိုရင်ကျွန်တော်လက်ထဲရောက်တာနှစ်နှစ်ပြည့်သွားပြီ။ကိုရင်းကတော့ memories မှာပြန်တက်လာလို့ပြန်ကြည့်နေသေးတယ်။လွန်ခဲ့တဲ့နှစ်နှစ်ကဒီအချိန်မှာဆိုရင်ကလက်ခံတဲ့ဗီဒီယိုလေးကျွန်တော်တို့တင်ထားခဲ့တဲ့အချိန်ဖြစ်တယ်ပေါ့နော်။အဲ့ဒီဗီဒီယိုလေးကြည့်နေတော့မှရှိသေးတယ်။ကိုမောလာပြောတယ်။ကားရတယ်အားသွင်းလို့မရဘူးလေ MG4 ကတဲ့။ဒီဘက်2.5 kW charger ဘက်မှာတွင်းနေတာတွင်းလို့မရဘူး။အော်ကျွန်တော်စဉ်းစားလိုက်တာအဲ့ charger ဘူးတဲ့ရေတဲ့ပြစ်ထားတာကြားလာပြီ။အဲ့တော့ပြန်ပြန်ပြောင်းသွားပြီလားပေါ့။ Okay အဲ့ဒါဆိုလို့ရေဘက်မှာလို့10 kW charger မှာသွားတွင်းကြည့်လိုက်လို့တော့ အဲ့လည်းတော့သူကြီးမဝင်ဘူးတဲ့ကားတော့မောင်းလို့ရတယ်တဲ့ပြီးတော့ကျတော့မှစိုင်းလေးတစ်ခုပေါ်နေတယ်တဲ့အိမ်ခေါင်မိုးပေါ်မှာအပေါက်ဖြစ်နေတဲ့ပုံလေးတဲ့တော့စိုင်းလေးပေါ်နေအဲ့ဒါဆိုလေစားပစ်ကိုပြောပြီးတော့စားပစ်ကိုသွားပြလိုက်လို့ဘုကင်ယူပြီးတော့သွားပြလိုက်ပါတော့ဆိုတော့ရောက်သွားအောင်စားပစ်လည်းရောက်လည်းရောက်သွားကောအဲစားပစ်ကဒေးဝါမှာသူကားလက်ခံရရှိပြီဆိုတဲ့အကြောင်းကျွန်တော်လမ်းပြောတယ်သူပြစ်ချက်ရှာပေးမယ်ဆိုတဲ့အကြောင်းပြောတယ်အဲညနေကျတော့ပြစ်ချက်တွေးပါပြီတဲ့ နော်ဘာလဲဆိုတော့ Mickey Mouse ကိုက်သွားတာပါတဲ့နော် Mickey Mouse ကဘယ်ကိုကိုက်သွားလဲဆိုတော့ Hyperion ကိုကိုက်သွားတာပါတဲ့ Hyperion ရဲ့အဝင်ကျိုးပေါ့နော်အဝင်ကျိုးကိုကိုက်သွားတော့ဟာကျွန်တော်လည်းသိလိုက်ပြီဟာသွားပြီလို့အဲ့ဒါဆိုလို့ရှိရင်ငါအရင်တော့ connect တစ်ခုရိုက်ဘူးလေလို့အဲ့အချင်းနေမကောင်းဘူးလို့ဈေးလဲကြီးတယ်ပေါ့နော်အဲ့တော့ okay လို့အဲကျွန်တော် ပြင်ဘလောက်ကြာမလဲပေါ့နော်ပစ္စည်းရော stock ရှိလားဆိုတော့အာကျိုးက ready ပဲအစင်းသေးရှိတယ် stock ကရှိတယ်အဲ့တော့လုံးရမယ်လုံးဆောင်ချက်တရားဘာတွေလုံးရမှာလဲဆိုတော့အောက်က battery pack ကြီးကိုဖြုတ်ချအောင် battery battery ကိုဖြုတ်ချရမယ်ပြီးလို့ရှိရင်အဲ high voltage အဝင်ကျိုးကိုဖြုတ်ပြီးတော့လဲလိုက်ရုံပဲပေါ့နော်အဓိကကတော့ပြီးလို့ရှိရင် battery ပဲကြီးပြန်တက်တက်ပြီးလို့ရှိရင်ဖြစ်စရာရှိတယ်အကုန်လုံးပြန်စစ်ပြီးတော့ကျတော့ကျွန်တော်ကအခုကျွန်တော်လက်ထဲရောက်လာနည်းနည်းပြည့်ပြီဆိုတော့အချိန်မှလည်းတော့ဒီ battery SOH to SOC ကိုစသဖြင့်ရှေ့ရတွဲဖို့ battery ကိုစသဖြင့်ဒါတွေအကုန်လုံးတစ်စီးလုံးပြန်ပြီးတော့ check up လုပ်ရပါဘောเนาะ okay အဲ့ဒါဆိုလဲလုံးလိုက်တော့ဆိုပြီးတော့ပြောလိုက်တဲ့အချိန်မှာ day 2မှာသူတို့လုံးလိုက်တယ် day 3မနက်လဲကြတော့ကားပြန်လာယူလို့ရပါပြီတဲ့ကားပြန်လာယူလို့ရပါပြီဆိုတော့အော်လို့ ကောင်းလိုက်တာပေါ့ကောင်းလိုက်တာပေါ့ဆိုတာကတော့အဲရင်ထဲကတော့တိတ်မကောင်းဘူးဆိုတာပတ်သက်ထောက်သွားတော့ရင်ထဲကတိတ်မကောင်းဘူးเนาะတော့ဈေးကလည်းနည်းနည်းကိတ်တယ်เนาะ high voltage ကြိုးလဲဘူးရဲ့တွေဆိုသိတယ်ဈေးကလည်းနည်းနည်းကိတ်တယ်တိုးပေမဲ့အဲဒီ high voltage ကြိုးကြောင့်ကျွန်တော်ကာဟာဂျပန်များဆိုတာကျွန်တော်ရက်နေကြရမလို့ဘူးရက်ထားကြရမလို့ဘူးပေါ့เนาะဒီ high voltage ကြိုးကြောင့် spare part မရှိတာကြောင့်ဆိုပြီးတော့ကျွန်တော်ကာရက်မထားအောင် service ကိုပို့လိုက်တယ်တစ်ရက်နှစ်ရက်သုံးရက်မြောက်မှာကာပြန်ရအောင် easy ပဲ ဆိုလိုချင်တာက MG ကိုစီးရတာအဲ့တခုကတော့စိတ်ချမ်းသာတယ်ကျွန်တော်တို့ပစ္စည်းပြက်တာပဲဖြစ်ဖြစ် accident ဖြစ်တာပဲဖြစ်ဖြစ်ဒီမှာ spare parts ပစ္စည်းတွေအကုန်လုံး ready ရှိတယ် okay အဲ့ဒါတပိုင်းเนาะရင်ထဲကတိတ်မကောင်းနောက်ထပ်ရင်ထဲကောင်းတဲ့တပိုင်းရှိအခု MG4 ကကျွန်တော်စီးလာရဲ့နှစ်နှစ်အတွင်းမှာကီလိုဘလောက်သွားပြီးသွားတာ5000ကျော်သွားပြီးသွားပြီ9100ကျော်သွားပြီဆိုတဲ့အချိန်မှာကျွန်တော်နည်းနည်းစိတ်ပူတာပေါ့နော် SOH များအဲတော်တော်ကြီးများကြွားလောက်ပြီလားဘာလို့ကီလို9000သွားရတာကိုနှစ်နှစ်မှာအဲ့တော့ SOH စက်တဲ့ result လီထွက်လာ အဲ့ဆိုရင်စစ်တဲ့ result မှာကြည်လဲကြည်လိုက်တော့ဘယ်လောက်ကျန်နေလဲဆိုတော့အဲ့ဆိုရင်69ရာခိုင်နှုန်းကျန်နေတယ်။ကီလို9300နာနော်။ဟာတော်တော်တော့ပျော်သွားတယ်။ကီလို9300နာတော့အဲ့ဆို H က3%ပဲကျနောက်ဆုံးပြောင်5%လို့သဘောထားလာ။နောက်တစ်နှစ်နှစ်နှစ်နောက်တစ်5%ထပ်ကြအောင်ကီလိုတစ်သိန်းမှာ10%ပဲရှိအောင်မှာ။အဲ့တော့ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်ပွင့်လင်းပြောဒီကကျွန်တော်တို့သုံးရတာတန်တယ်လို့ကျွန်တော်ပြောလို့ရပါတယ်။ကျွန်တော် NGO စီးတာဘာကြောင့်တွက်ချေကြိုက်တယ်ဆိုတော့ကျွန်တော်တိတိကျကျကျွန်တော်တွက်ပြ ျွန်တော်ကားစီးရတာကကီလို9000မလား9000ကိုရိုးရိုးစီးကားစီးရပေါ့ဗျာစီးကားစီးရဆိုရင်အဲ2.0 2.5ဝင်းကျင် လောက်ကားစီးစီးရဆိုရင်1ကီလိုမီတာကိုစီးဖို့က300ကျလောက်ကြာမျိုးရင်းရောဟိုက်ဝေးရောအကျမ်းမြင်ပေါ့နော်300နဲ့350ကြားမှာကြာတယ်ဒါပေမဲ့300လို့ပဲသဘောထားလိုက်အဲ့တော့9000အမြောက်300 153သိန်းရှိတယ် စီဘိုးပေါ့9000ရဲ့စီဘိုးက153သိန်းရှိတယ်အဲ့မှာဘာတွေမပါသေးဘူးလဲဆိုတော့ကီလို9000ဖြစ်တာဖြစ်တယ်တော့အင်ဂျင်ဝိုင်း10ကလဲပြီးွားတယ်9000တခါလဲတယ်ဆိုရင်အင်ဂျင်ဝိုင်း10ကလဲပြီးွားတယ်တခါဟိုထားပါတော့2သိန်းနဲ့ပဲတွက်ရင်နောက်ထပ်သိန်း30ထပ်ပေါင်းရအောင်နော်3သိန်းနဲ့တွက်ရင်သိန်း30ပေါင်းရအောင်နော်โอเคထားပါတော့25သိန်းပေါင်းပါဗျာ အဲ့တော့စီဘိုးနဲ့အင်ဂျင်ဝိုင်ဘိုးလဲတာပေါင်းလိုက်လို့ရှိရင်183သိန်းကျတယ်လို့အကြမ်းမြတ်သတ်မှတ်လို့ရတယ်ဒါတခြားထွေထူးတွေမပါသေးဘူးဥမာအဲကွန်ဖစ်တာတို့ဘာလို့ညာအဲ့အိုင်မပါသေးဘူးပေါ့ဗျာအဲ့တော့183သိန်းကျတယ်လို့ပဲသဘောထားလိုက်ကီလို9000စီကားစီလို့ရှိရင်အခုကျွန်တော် MG4 စီးတဲ့အချိန်မှာကျွန်တော်ကားရဲ့ power consumption ကဘယ်လောက်ရှိလဲဆိုတော့16 kWh ကို100 km ရအဲ့တော့ကျွန်တော်စားလိုက်မယ်16အစာ100ဆိုလို့ရှိရင်0.16ဆိုရင်1 km က power consumption က0.16 kWh ရှိတယ် အဲ့ဒီတော့အဲ့ဒါကိုကျွန်တော်9000တထောင်နဲ့ညှောက်လိုက်8160 8160 kWh ကျွန်တော်တို့ကအသုံးပြုခဲ့တယ်လိုအပ်ခဲ့တယ်ဗောဗျာလျှက်စစ်လိုအပ်ခဲ့တယ်8160 unit လို့ပြောရင်လည်းရတချို့ကြတော့ kWh နဲ့ပြောရင်တိတ်နားမလဲဘူး unit နဲ့ပြောရင်နားလေတယ်အဲ့တော့ဒီ8160လုံးလုံးကကျွန်တော်တို့ဒီ China စီချင်းမှာအသုံးခဲ့တာမဟုတ်ဘူးနံပါတ်1တစ်ချက် ညမနေ့တစ်ချက်ကကျွန်တော်အများသောအဖြစ်အိမ်မှာပဲအသုံးများတယ်ဒါပေမဲ့ခီးသွားတဲ့အချိန်ကြီးကတော့ charging station မှာမဖြစ်မနေအားသွင်းရတာပေါ့အဲ့တော့ကျွန်တော်ကားကြီးစပြီးသုံးတဲ့အချိန်တုန်းက charging station မှာအားသွင်းနေဆိုရင် 1kWh က400ပဲပြီးရတယ် အခုမှ850ဖြစ်သွားကဲထားလိုက်တော့ဗျအခု850လို့ပဲသဘောထားလိုက်ပြီးရင်ကျွန်တော်အိမ်မှာအားသွင်းတာဆိုလို့ရှိရင်နေကင်းနေလေဘက်တာအားသွင်းကျွန်တော်ဆိုလာနဲ့သွင်းတယ်တခါလေကျရင်အိမ်မှာရှိတဲ့ဘက်ထရီတဲကိုဆိုလာနေပြီးအားသွင်းလာတယ်အဲ့ရနေမှာကားကိုပြန်ပြီးအားသွင်းတယ်အကယ်၍အိမ်မှာအားသွင်းလဲဆိုရင်တယူနစ်ကို300ကျရလို့သဘောထားပြအဲ့တော့850နဲ့300ဆိုရင်ဈားချလိုက်ဗျာ900လို့သဘောထားလိုက်နော်အဲ့တော့ကျွန်တော်တို့ဒီမှာကျွန်တော်သုံးခဲ့ပါတယ်ဆိုရဲယူနစ်ပေါင်းက1160ကိုကျွန်တော်900နဲ့မြောက်လိုက်သိမ့်လေးတယ်သိမ့်လေးတယ် ပိန်40နဲ့7000ဗျာ43ပိန်ပေးတယ်ဗျာเนาะအဲ့တော့ကျွန်တော်တို့အားသွင်းတဲ့ကုန်ကြမ်းစီအားလုံးက43ပိန်အပြင်ပို့ပြီးတော့ကုန်ကြမ်းစီရမရှိဘူးအိမ်မှာတော့ charging station အတွက်တက်တာဆင်တာပြူတာတော့အဲ့ဒါတော့နည်းနည်းပါးပါးကုန်လာတာရှိတယ်ဒါကတော့အသိအများကြီးမရှိဘူး345ပိန်ပဲဒီလောက်ပဲ တိတ်အများကြီးကုန်ကြတာတော့မရှိဘူးဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့တကယ်ကိုကွာဟချက်ထွက်လာပြီဒီတစည်းထဲမှာပေါ့နော်ဒီတစည်းထဲမှာရင်ဒါ340လောက်ကွာချက်ထွက်လာတယ်လို့ကျွန်တော်ပြောလို့ရတယ်ပြီးတော့ဒီ MG4 မှာကကျွန်တော်မှတ်မိသလောက်အဲကျွန်တော် MG service မှာကျွန်တော်ပစ္စည်းဝယ်ဘူးလားဆိုလို့ဘတ်မှန်တစ်ခါဝယ်ဘူးတယ်ပြီးတော့ကျွန်တော် air cleaner ဝယ်ဘူးတယ်ဒါပဲကျန်တာကျွန်တော်ဘာမှအထွေထူးပတ်စံမကုန်ဘူးအခုဒီတစ်ခေါက်ကတော့ high voltage ကြွက်ကြိုက်ွားလို့သာကျွန်တော်ကနည်းနည်းလေးဈေးကိတ်ွားတာကျန်တဲ့အချိန်မှာတော့ကျွန်တော်ဘာမှထရီထရူကုန်ကျစရိတ်မရှိခဲ့တာဖြစ်တဲ့အတွက်ဒီကီလို9000စီးပြီးတဲ့အချိန်မှာကျွန်တော်ဒီစီဘိုးအနေနဲ့သာတွက်မယ်ဆိုရင်ကျွန်တော်340လောက်တတ်တာွားတယ်လို့ကျွန်တော်ပြောလို့ရအဲအကြောင်းမို့လို့ကျွန်တော်ကတောက်လျှောက်ကျွန်တော်ရုံဝကားကြီးရောအကုန်လုံးကျွန်တော် EV အကုန်လုံးချိန်တယ်ကျွန်တော်ပါစင်နဲ့သုံးတဲ့ကားကြီးဆိုလည်းကျွန်တော် EV အကုန်လုံးချိန်တယ်အထူးသဖြင့်အမှ MG ဆိုလို့ရှိရင်ကျွန်တော်ကရုံတယ် after sale service ကော service ကောလုံးဝစိတ်ချရတာဖြစ်တဲ့အတွက်ရုံကြီးနဲ့ဆက်ပြီးတော့စီးနေဦးမှာပါလို့ပြောရင်လည်းညီကုန်းချုပ်ဖြတ်တယ်နောက်နှစ်တည်းမှာလည်းဒီလိုဗီဒီယိုမျိုးတွေထပ်ရိုက်တာပေါ့ 最多了。